်တာအသုံးပြုဖို့တို့မှာအခက်အခဲဖြစ်တော့ဒီဖြိုလူပြိုနေဖြစ်နေတဲ့တိုက်ထဲကိုဝင်ပြီးတော့တစ်ခေါက်ဖះစာယူပြီးအိမ်သာသွားရတယ်ဆိုတော့ အဲအဲ့လိုတော့မလုပ်ကြပါနဲ့ပေါ့အသက်အသက်နဲ့ကိုယ့်အသက်နဲ့တော့ရင်းပြီးတော့မလုပ်ပါနဲ့ပေါ့မလုပ်ပါနဲ့ဆိုတော့ညပဲတော့လေသူတို့ကအိမ်သားဆိုတာလည်းဒီလုံလေးလုံလားလုံသုံးလုံလားရှိရတယ်အရှက်လုံရမယ်ရေလုံလောက်ရမယ်စသဖြင့်ပေါ့အဲ့လိုလုံချုံမှုတွေရှိရမှာအခုကအဲ့လိုမဟုတ်ဘဲနဲ့ခြုံလို့ရမှာလားတခြားအိမ်သားတွေသွားရမှာလားရေလည်းမရှိမှတော့ဘလို့အဆင်ပြေမလဲဘယ်တော့နော်အဲ့တော့ငကိုနေခဲ့တဲ့အိမ်အိမ်ဟောင်းလေးမှာရေတော့ရှိကောင်းရှိလိမ့်မယ်အကာတွေတော့ရှိကောင်းရှိလိမ့်မယ်ဆိုပြီးသွားကြတာနေမှာပေါ့ဆိုတော့အဲ့ဒီကြားတော့တော်တော်လေးစိတ်ထိခိုက်ရတယ်ငါလည်း ဘာဘလို့လုတ်ပေးရမလဲပေါ့နော်ပြီးရခါကျတော့ဒီဓာတ်ပေါ်ဒီကြောင်ဘာဖြစ်လဲဆိုဒါလိုမြင်နေရတယ်ကွာတွေ့နေရတယ်ချားနေရတယ်ဒီအနှက်သက်တွေရှူရဲခါမလူရဲစိတ်မှာစိတ်တန်ရစိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေရှိပါတယ်အဲ့တော့အရင်က distress ဖြစ်တယ်အရင်ကစိတ်ဆင်းရဲရတယ် depress ဖြစ်ရတယ် depression ဝင်ရတယ်စိတ်ထိခိုက်ရတယ်နော်ခြောက်ခြားစိတ်တွေဖြစ်ရတယ် post traumatic stress disorder ပေါ့နော် အသဲကိုကြွေကြွေပြုံးစေတယ်ဖြစ်ရဆိုမျိုးအခုလိုမျိုးတဘာဘေးရနေဖြစ်တာလေအဲ့ဒါတွေကိုကိုချစ်တဲ့ခင်တဲ့သူတွေကိုရှေ့မှာတင်တက်ဆုံးရှုံးသွားတာမျက်ဝါးထစ်တင်မြင်ရတဲ့အခါမှာ PTSD လို့ခေါ်တာမျိုးဖြစ်ပါတယ်ဖြစ်ရကကြော်ဝိုင်းဒါပေမဲ့ကိုရဲ့စိတ်ထဲမှာတစ်ချိန်လုံးဒီဥစ္စာတွေကြားနေမြင်နေမယ်အိမ်မဆိုးတွေမဲ့မဲ့လန့်နိုးမယ်ကတုံကင်းတွေဖြစ်မယ်လူကဟိုဝမ်းနဲ့ထိခိုက်လို့မဆုံးနိုင်ဘူးပေါ့နော်အဲ့တော့ဒီစိတ်တန်ရ impact က သိရပါဝါနိုင်တယ်အဲ့တော့ခုနပြောတဲ့ကုဆက်ယောဂါတွေတခြားယောဂါတွေအပြင်ခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကလည်းအများကြီးဖြစ်လာနိုင်ပါတယ်စိတ်နှုတ်မြန်မာပြည်ရဲ့ယဉ်ကျေးမှုနှလုံးသွေးတွေစီးဆင်းနေတဲ့မန္တလေးမြို့ကနေစပြီးတော့ဗောနော်မန္တလေးစကိုင်းနေပြီးတော့ဗောနော်ဒီအနီးဝန်းကျင်အဒေသတွေမှာအင်အားကြီးမာတဲ့တမိုင်းမှာလည်းတကယ်တမိုင်းဝင်အင်အားကြီးငလင်လှုပ်သွားတဲ့အတွက်ပျက်စီးဆုံးရှုံးသွားတဲ့မြန်မာပြည်သူတဦးချင်းတဦးချင်းစီနဲ့ထတ်တူစိတ်လည်း စိတ်ထိခိုက်ရတယ်။ယူကျုံမရဖြစ်ရတယ်။နာကျင်ကြေကွဲရပါတယ်။အဲ့ဒီအတွက်လည်းကိုကကိုယ့်ရဲ့ဝန်းနေမှုတွေနာကျင်မှုတွေကိုဘလို့များပြန်ပြီးတော့ response အနေနဲ့ကူညီပေးနိုင်မလဲဆိုပြီးတော့တအားသမျှစူးစမ်းနေပါတယ်။ဟုတ်ကဲ့ ငလင်တန်တစ်ခုဖြစ်သွားပြီးအခါကျရင်ကုသယောဂတွေရောကုသယောဂမဟုတ်တဲ့ယောဂတွေရောအများကြီးဖြစ်လာနိုင်တယ်ပိုဆိုးလာနိုင်တယ်ပထမဦးဆုံးအနေနဲ့ကပေါ့နော်ဒီငလင်တန်ကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အဦတွေရှိမယ်အဲ့ရနေပြီးတော့ဖုန်တွေအမုံတွေရောရှူရှိုက်ရတဲ့အခါကျရင်အသက်ရှူလမ်းကြောင်းဆိုင်တဲ့ယောဂတွေပိုဆိုးလာမယ်ဖြစ်လာမယ်ငိုကအက်စမာလို့ခေါ်တဲ့ပန်းနာရင်ကျက်ရှိတဲ့သူတွေ COPD လို့ခေါ်တဲ့လေပြွန်ကျင်းတဲ့ယောဂရှိတဲ့သူတွေဆိုပိုပြီးဆိုးလာနိုင်ပါတယ်ပြီးအခါကျရင်ဆေးရုံဆေးခန်းတွေပျက်စီးသွားတယ်အဲဟိုဆေးအောင်ဝင်ကျမရဲ့ဆောက်ရှောက်မှုတွေလည်းယောနေပျက်စီးသွားဖြစ်တဲ့အတွက် ဲ့ငိုကိုတဲ့ကသွေးသွိုးနှလုံးဆီးချိုယောဂါရှိတဲ့သူတွေဆိုရင်ဒီကာလမှာတောက်တဲ့ဆေးတွေပုံမှန် follow up ပေါ့နော်ရချင်းပြတာမပြနိုင်တဲ့အတွက်ဒီကျန်းမာရေးအနေထားတွေပိုဆိုးလာနိုင်တယ်နောက်တစ်ခုကကြတော့ ။တဘာဝဘီယံနဲ့တခုဖြစ်ပြီးဆိုရင်ဒီမြေအောက်မှာရှိတဲ့ရေ system ပေါ့နော်။အန်ဒါအန်ဒါဂရောင်းမှာရှိရဲ့ဒီ water system တွေကလုံးကပျက်စီးသွားတယ်။ပြည့်ခါကျအညစ်ကြေးစွန့်တဲ့ system တွေကလည်းကမ္ဘာ့ဒီကောက်ချာရေးဖြစ်သွားတယ်။ပြည့်ခါကျရင်မြေရေချောင်းရေနော်ရေတွေကလုံးကညင်ညံညစ်ပေါ်နေပါတယ်ပေါ့။ညစ်ပတ်သွားဖြစ်တဲ့အတွက်ရေရှားပါသွားမယ်။တောက်သုံးရေရှားပါသွားမယ်။အဲ့တော့ရေမတန့်ဘူး။ရေမတန့်ရင်ဒီပိုင်းနဲ့တည်းအစားတောက်မတန့်တော့ဘူး။အဲ့တော့ရေတွေမရှိတဲ့အတွက်ချိုးရေသုံးရေလည်း ကိုကမရတော့တဲ့အတွက်တကွေတန်ရှင်းမှုအားနည်းသွားမယ်အစားတော့ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာကင်လွဲတဲ့အခါမှာမတက်နိုင်ဖြစ်တဲ့အတွက်ဝမ်းပြောက်ဝမ်းလျှော်ယောဂါတွေဖြစ်နိုင်တယ်။ရေမတက်နာကြောင့်အစာမတက်နာကြောင့်အစာတစင်ကူးဆက်တဲ့ယောဂါတွေဖြစ်လာနိုင်တယ်။နော်ပြီးရခါကျရင်ကာလဝမ်းယောဂါမျိုးတွေပြီးရခါကျရင်အဲဥရောငန်းပြားလိုဟာမျိုးတွေဖြစ်လာနိုင်တယ်။ပြီးတော့အသက်ရောင်တဝအေပူအဲဒါလည်းဖြစ်လာနိုင်တယ်။ဒါဒီဒီငလင်မလုတ်ခင်ကတည်းကအသက်ရောင်တဝအေပူနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြတယ်။စိုးရိမ်အနေထားမှာပေါ့နော်။အဲ့လိုဒီလိုကာလမှာပိုပြီးဆိုးလာနိုင်ပါတယ်။ပြီးရင်တကွေတန်ရှင်းမှုမရှိတဲ့အခါကျတော့ ဒီအေးပြားယောဂါနေเนาะအေးပြားယောဂါနေအများကြီးဖြစ်လာနိုင်တယ်ပြီးတော့ဒီ dead body တွေရှိရ dead body တွေကိုစိတ်တို့စချင်းဘောတုံးနိုင်တာမျိုးမရှိသေးဘူးဟိုတချို့နိုင်တာမျိုးမရှိသေးတဲ့အချိန်ကာလမျိုးမှာဆိုရင်ရက်လွန်သွားတယ်ရက်တွေအရင်ကြာသွားတဲ့အခါမှာ decomposition လို့ခေါ်တာပေါ့ဒီခန္ဓာကိုယ်ပြိုလဲသွားတဲ့ပျက်စီးသွားတဲ့အခါကျရင်အဲ bacteria တွေ virus တွေ parasite လို့ခေါ်တဲ့ကာဗားကောင်တွေအများကြီးထွက်လာတာပေါ့အများကြီးမျိုးလုံးနဲ့မမြင်တာအဲ့ဒါကြောင့် ခုနပြောတဲ့ယောဂတွေပဲတစ်ဖက်ပြန်ပြောရမှာပေါ့နော်ဘက်တီးရီးယားကြံဖြစ်တဲ့ယောဂမျိုးဆိုဆင်မွန်နဲလာရှီကဲလာပြီးအခါကျတော့အီကိုလိုင်းပေါ့အဲအဲ့အရာဝမ်းပြဝမ်းလျှောကိုဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေဗိုင်းရပ်စ်ပိုးတွေမှာဆိုလဲခုနပြောတဲ့တောင်တောင်ကအေးပိုးရှိမယ်နိုရိုဗိုင်းရပ်စ်တွေရှိမယ်ပြီးကပားကောင်တွေရှိမယ်အဲ့အရာတွေကနေပြီးတော့ကပားကောင်ဆိုဂျာဒီယားလို့ခေါ်တာပေါ့ဆေးပညာမှာမျိုးပြောချင်တာဝမ်းပြဝမ်းလျှောလို့ပဲလူတွေကသိပေမဲ့ဝမ်းပြဝမ်းလျှောဖြစ်စေတဲ့အကောင်ကအများကြီးရှိတယ်ဘာအကောင်ကြောင့်ဖြစ်တာလဲဘက်တီးရီးယားကြံလားဗိုင်းရပ်စ်ကြံလားကပားကောင်ကြံလားအဲ့အရာကြီးအများကြီးဖြစ်လာနိုင်တယ် နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်ဓာတ် body တွေပျို့လဲ decomposition ဖြစ်တာကြောင့် gas တွေထွက်လာတယ်ပေါ့နော်ဒီအဲ hydrogen sulfide တို့ methane တို့အဲ့ gas တွေထွက်လာဒီ gas တွေကိုရှူရှိုက်ရတဲ့အခါမှာလူတွေကခေါင်းတွေမူးတယ်စိတ်တွေမကြည်တော့ဘူးပြော့ပျို့တင်တယ်လို့လို့ engine တယ်လို့လို့အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်ပြီးရခါကျရင်ဒီခန္ဓာကိုယ်ကထွက်လာတဲ့အရေးတွေပေါ့နော်အရေးတွေကိုဒါတွေကိုကယ်ကယ်ဆယ်ရေးလူငယ်တွေရှိရယ်ကယ်ဆယ်ပေးတဲ့သူတွေ volunteer တွေဓာတ် body ကိုဖယ်တယ်တဲတယ်လုပ်တဲ့သူတွေမှာဆိုရင်တိတိချာချာပေါ့ ကာကွယ်မှုမလုပ်ထားဘူးဆိုရင်ထိတွေ့တဲ့အခါကျရင်ရောဂါတွေအများကြီးဖြစ်လာနိုင်တယ်ခုနပြောတဲ့အဲဘက်တီးရီးယားဗိုင်းရပ်စ်တွေအပြင် skin infection လို့ခေါ်တဲ့အရေပြားနဲ့ပတ်သက်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်တကယ်လို့များဒီ dead body မှာပေါ့ငိုတဲ့က အေဟို HIV လိုပိုးမျိုးတွေတယောက်တဝါ B ပိုး C ပိုးเนาะအဲ့ဒါကြီးပါရှိနေဆိုရင်ကိုယ်မှာကုဆတ်ဖို့ risk immediate များပါတယ်ဒါကြောင့်မလို့ဒီခန်ဒီဟာတို့ကာကွယ်ဖို့အတွက်ဆိုရင်ကင်တွယ်ရတဲ့သူတွေကယ်ဆယ်လုပ်တဲ့သူတွေအရဆိုရင်အဝတ်စားကို PPE ပေါ့เนาะ PPE ကိုအပြည့်စုံဝတ်သင့်တယ်လက်အိတ်တွေတေချာဝတ်မယ်အဝတ်စားတွေဘူးတွေကိုတေတေချာချာဝတ်ပြီးတော့မှကင်တွယ်တာမျိုးလုပ်သင့်တယ်ဟောပြီးရခါကျရင်အရေးကြီးဆုံးကတော့ရေနဲ့ဆက်ပြားနဲ့ပြန်ဆေးရမယ်ရေတေချာချိုးရမယ်အဲ့တော့ဒီကာလမှာဒီကုဆတ်ယောဂါတွေကိုကြောက်တယ်ဆိုရင်တန့်ရှင်းတဲ့ရေ What does it a u s h a 多 စိတ်နှုတ်ဘက်ကလှူပေးနေဖို့လိုတာပေါ့နော်တောက်ရည်သုံးရည်ချိုးရည်ချက်ပြုတ်တဲ့နေရာမှာအဲ့ဒါမှသာလေခုနပြောတဲ့ယောဂါတွေကိုဖြစ်ပေါ်အောင်နှုတ်ကိုတက်နိုင်သမျှ short ချနိုင်မှာပဲဖြစ်ပါတယ်ပြီးရခါကျတော့ဒီ dead body ကြောင့်ဘာဖြစ်လဲဆိုတော့ဒါတွေကိုမြင်နေရတယ်ကွာတွေ့နေရတယ်ကြားနေရတယ်ဒီအနှက်သက်တွေရှူနေတဲ့အခါမှာလူတွေရဲ့စိတ်မှာစိတ်ဒဏ်ရာစိတ်ပိုင်းဆိုင်ရာမှာလည်းထိခိုက်မှုတွေရှိပါတယ်အဲ့တော့အရင်က distress ဖြစ်တယ်အရင်ကစိတ်ဆင်းရဲရတယ် depress ဖြစ်ရတယ် depression ဝင်ရတယ်စိတ်ထိခိုက်ရတယ်နော်ခြောက်ခြားစိတ်တွေဖြစ်ရတယ် post traumatic stress disorder ပေါ့နော် အတဲကိုကြွေကြွေပြုံးစေတဲ့ဖြစ်ရဆိုမျိုးအခုလိုမျိုးတဘာဘေးရနေဖြစ်တာလေအဲ့ဒါတွေကိုချစ်တဲ့ခင်တဲ့သူတွေကိုရှေ့မှာတင်တက်ဆုံးရှုံးသွားတာမြန်ဝါးတိတိမြင်ရတဲ့အခါမှာ PTSD လို့ခေါ်တာမျိုးဖြစ်ပါတယ်ဖြစ်ရကကြော်ဝိုင်းဒါပေမဲ့ကိုရဲ့စိတ်ထဲမှာတစ်ချိန်လုံးဒီဥစ္စာတွေကြားနေမြင်နေမယ်အိမ်မဆိုးတွေမက်မက်လန့်နိုးမယ်ကုဒုံကင်းရင်တွေဖြစ်မယ်လူကဟိုဝမ်းနဲ့ထိခိုက်လို့မဆုံးနိုင်ဘူးပေါ့နော်အဲ့တော့ဒီစိတ်တန်ရ impact က တရားပါဝါနိုင်တယ်အဲ့တော့ခုနပြောတဲ့ကုဆတ်ယောဂတွေတခြားယောဂတွေအပြင်ခုနပြောတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကလည်းအများကြီးဖြစ်လာနိုင်ပါတယ်ကျမတို့ကဘလောက်ပဲဘာယောဂတွေဖြစ်နိုင်ပါတယ်ဘလို့နေပါဖြစ်ဘလောက်ပဲကျမ်းမာရေးသိပညာရေးပေးပေးโอเคညစ်ပတ်ရင်ဒီယောဂဖြစ်တယ်โอเคမညစ်ပတ်ချင်လို့တန်တန်ရှင်းချင်လို့ရေးပေးရေးရှိလားမရှိမရှိရင်ဘာမှမတက်နိုင်ဘူးလေဟုတ်တယ်မလားတကိုယ်ရေးတန်ရှင်းမှုဒီအိမ်နာအိမ်နာတွေဆိုလည်းမရှိတော့ဘူးလေပြီးတော့လူတယောက်ကောင်းကောင်းမွန်မွန်အသက်ရှင်တန်နိုင်မှုအတွက်ဆိုတာအစားအသောက် အစားပေါ့အစားအစားအဟာရရှိပြီးတန့်ရှင်းတဲ့အစားအစားတန့်ရှင်းတဲ့ရေပြီးရင်ဓာတုဥဒံကိုခံနိုင်တဲ့အမိုးအကာပြီးရင်ဆေးဝါးပစ္စည်းအလုံးလောက်ဒါရှိမှရက်တည်လို့ရမှာအခုကအစားတောက်ကလည်းလှူတလောက်ပဲရတယ်ဒါဒါမှတိုးတာပြက်တာရရှိနိုင်တယ်ဒီအစားတောက်ကြောင့်ကိုယ့်ဘာကိုချက်ပြုတ်ပစ်စင်မယ်ဆိုရင်ရေမရှိတဲ့အတွက်မတန်တာမျိုးတွေလက်မတန်တာလားခွက်မတန်တာလားအစားမတန်တာလားဘာမတန်တာလဲမျိုးစုံဖြစ်နိုင်တဲ့ရေမတန်တာလားတောက်သုံးရေတောင်မရှိဘူးအိမ်နာသွားရင်ဆေးဖို့ရေဆိုတာဝေလာဝေးနော်ဟိုနေပြီးတော့ဘက်မှာကျမသွားခဲ့တဲ့အချိန်မှာဆိုရင်အဲဒီ အိမ်သာအုံပြူဖို့တို့မှာအခက်ခဲဖြစ်တော့ဒီပြိုလူပြိုနေဖြစ်နေတဲ့တိုက်ထဲကိုဝင်ပြီးတော့တစ်ခေါက်ဖះစာယူပြီးအိမ်သာသွားရတယ်ဆိုတော့ ဟဲအဲ့လိုတော့မလုပ်ကြပါနဲ့ပေါ့အသက်အသက်နဲ့ကိုယ့်အသက်နဲ့တော့ရင်းပြီးတော့မလုပ်ပါနဲ့ပေါ့မလုပ်ပါနဲ့ဆိုတော့ညပြန်တော့လေသူတို့ကအိမ်သာဆိုတာလေဒီလုံလေးလုံလားလုံသုံးလုံလားရှိရလေအရှက်လုံရမယ်ရေလုံလောက်ရမယ်စသဖြင့်ပေါ့အဲ့လိုလုံချုံမှုတွေရှိရမှာအခုကအဲ့လိုမဟုတ်ဘဲနဲ့ခြုံတို့ရမှာလားတခြားအိမ်သာကြီးတို့ရမှာလားရေလည်းမရှိမှတော့ဘလို့အဆင်ပြေမလဲပေါ့နော်အဲ့တော့ငကိုနေခဲ့တဲ့အိမ်အိမ်ဟောင်းလေးမှာရေတော့ရှိကောင်းရှိလိမ့်မယ်အကာတွေတော့ရှိကောင်းရှိလိမ့်မယ်ဆိုပြီးသွားကြတာနေမှာပေါ့ဆိုတော့အဲ့ဒီကြတော့တော်တော်လေးစိတ်ထိခိုက်ရတယ်ငါလည်း ငါဘယ်လိုလုပ်ပေးရမလဲပေါ့နော်အမှန်တော့ခုနကပြောလို့ရေလုံးလုံးလောက်ရှိရပြင်စိတ်တော့အခုချိန်မှာယာယီနေထိုင်စရာတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းတွေကအစီအစဉ်ပေးရင်ပိုကောင်းတာပေါ့ပြီးရခါကျရင်ကြိုင်အင်တာတွေဒါမှမဟုတ်ရင်လည်းပါလေမိုဘိုင်းတွိုင်းလိုက်တွေရှိတယ်လေနော်အဲ့လိုအဲ့လိုဟာဒါမျိုးလေးစီစဉ်ပေးဖို့လိုရယ်မဟုတ်ဘူးဆိုရင်ဒီလိုအညွှန်အကြေးတွေကိုအလွယ်တကူစွန့်ပစ်တာကြောင့် ပို့ပြီးတော့နော်ကုသရောဂါတွေဖြစ်လာနိုင်တယ်အဲခုနပြောတဲ့ death body တွေလေ death body တွေကထွက်တဲ့အရေးတွေပဲဖြစ်စေခုနပြောလို့ဒီအငြိကြေးစွန့်တာတွေတတိယမှာမစွန့်ပြစ်ဘူးနော် properly မစွန့်ပြစ်တဲ့အခါတယောက်မဟုတ်ဘူးနှစ်ယောက်မဟုတ်ဘူးစွန့်ပြစ်တာအများကြီးဖြစ်တာအများကြီးရတယ်လို့စွန့်ပြစ်တဲ့အခါကျတော့အနီးနားဝန်းကျင်မှာရှိတဲ့ရေ system တွေကိုပို့ပြီးတော့ပျက်စီးစေတယ်အဲ့ခါကျရင်ကြာရေးသူ့မိရိုင်မုံလုံးစက်ကူကတန်တွေကလဲနေမှာပဲဒါမတန်လို့ယောဂါဖြစ်ယောဂါဖြစ်လို့ဒီမားတွေအလွယ်တကူစဒီလိုမျိုးလဲနေမှာပဲ ဲ့တော့အကောင်ဟိုအစားတောက်တွေအဲဝစ်စားတွေပေးတာတော့မှန်တယ်နောက်တစ်ခုကကျတော့အခုလိုတဘာဘေးရနေကိုခံပြီးထွက်လာခြင်းမှာတို့ကနေနေလို့မကောင်းဘူးပေါ့နော်မကြမ်းမမှာဖြစ်နေမှာထိခိုက်နာခြင်းမျိုးဆေးရုံရောက်တဲ့အနေထားတော့မဟုတ်ဘူးတိုးတော်ညာလည်းတော်တော်လေးနာကျင်ခံစားနေရမျိုးဒဏ်ရာတွေရှိနေမယ်အဲ့တော့တက်တောင်းတက်တာလေးအိရာထဲမှာနားနေဖို့လိုအပ်တယ်အဲ့တော့နေရနေရာကြည့်လိုက်ပါဦးတစ်ပင်အောက်ဒီအဆင်ပြေတယ်လို့မျိုးဒီလိုမခင်ပြင်းပြီးတော့နေနေရတာအမြင်တော့ဘလို့လို့တို့ကဒီဝေဒနာကတက်တာနိုင်မလဲပေါ့နော်အဲ့တော့ စိန်တို့အများပြည်သူတွေကတယောက်အာတယောက်လက်တယောက်ဂူပြီးတော့နေရာထိုင်ခင်းလေးတွေဘယ်လိုကူညီပေးနိုင်မလဲမိုးလုံအောင်ရာသီဥတုတန်ပူရာရီတန်ဘာလို့ဆိုအရန်ပူနေပြီလေတကယ်အပူပြင်းဆုံးအချိန်မှာမှဖြစ်တာဆိုအပူနဲ့တက်ဆိုင်တဲ့ heat stroke heat exhaustion heat cramp ပေါ့နော်အဲဘာပဲဘယ်လိုပြောမလဲဘာခေါ်လဲအဲ့ဒါအပူအပူကြောင့်ဖြစ်တာလေ အပူရှက်တာပေါ့နော်အပူရှက်တာတွေဖြစ်မယ်ရေဓာတ်တွေစားဓာတ်တွေဆုံရှုံမယ်ဆုံရှုံတဲ့ရေပြန်ဖြည့်ဖို့ပြန်ဖြည့်တယ်ဖို့လည်းလုံးလုံးလောက်မရှိဘူးပေါ့နော်ကြွက်တက်တာတွေပါအများကြီးအသက်အန္တရာယ်အဲ့ဒါငလင်ကြမဟုတ်ပဲနဲ့ခုနပြောတဲ့ heat stroke တွေကြအသက်အန္တရာယ်ဆုံရှုံတာတွေဖြစ်နိုင်တယ်နဲ့အသက်အရင်ကြီးရသူတွေဆိုရင်မခံနိုင်ကလင်းငယ်လေးတွေကိုဝင်ဆောင်မျိုးသမီးတွေပိုဆိုးတာပေါ့အဲ့တော့ကိုကစဉ်းစားရတာတော့တောင်းစီနေအောင်ပဲစဉ်းစားရတယ်အဲ့ဒါဒီကိုဘယ်လိုလုပ်ပေးနိုင်မလဲပေါ့နော်လိုဒါတွေကတော့အများကြီးပါပဲအခုလက်တလောလက်တလောဆိုတာငလင်ဖြစ်ဖြစ်ချင်းကာလမှာဆိုရင်အရေးပေါ်စီဝါတွေလို့မှာပေါ့ ရေးပေါ်စေးဝါးရလို့မယ်နောက်တစ်ခုကကြတော့ရေးပေါ်စေးဝါးမှာဆိုရင်တော့နည်းနည်းလေးချဲ့ပြီးတော့ပြောမယ်ဆိုရင်အရက်ပြန်တို့ anti septic solution ဆေးနီရေးစေးဝါးရေးပြီးရခါကျမီးလောင်ထမ်းရာတွေရှိမှာပဲအဲ့ဒါတွေကိုထည့်တဲ့အဲ cream လေးတွေအနာထည့်တဲ့ plaster တွေပက်တီးတွေဒါတွေလို့မယ်အကိုက်ခဲပြောက်ဆေးတွေပိုးသက်ဆေးတွေပြီးရခါကျရင်စိတ်လို့ဒီလိုမျိုးထိခိုက်ထမ်းရာရောက်သွားပြီးကျိုးပြီးပဲ့ပြီးဟေးဆိုရင် မေးခါယောဂကာဝေးစီထိုးပေးရတယ်ပုံမှန်အဖြစ်အဲ့တော့ဒါတော့ဆရာဝန်တွေထိုးရမှာအဲ့တော့စေယုံစေယုံနေပေါ့နော်စေကူတမှုပေးနေတယ်စခန်းနေရှိမယ်ကမ့်နေရှိမယ်စေယုံနေကိုသွားပြီးတော့လှူမယ်ဆိုရင်ဒီလိုကာဝေးစီလေးတွေလည်းထည့်ပြီးတော့လှူပေးတင့်တယ်ပြီးအစာအိမ်စေးမျိုးလေးတွေပြီးနောက်တစ်ခုကကြာတော့ခုနပြောလို့တွေးတိုးနှလုံးစည်းကြိုယောဂသမားအေးဒီလိုအခြေအနေဖြစ်သွားခါမှာပုံမှန်တောက်နေကြစေဝါးတွေမရတော့တဲ့ခါပြီးရ stress ကလည်းဖြစ်မြအသက်ကလည်းရလာတဲ့ခါကျရင်ဒီဟာကြောင့်လူဦးရေအဖိတ်စင်တွေထပ်ဖြစ်နိုင်တယ်ယောဂါရေပိုဆိုးနိုင်တယ်เนาะအဲ့တော့ တွေးတို့သမားနှလုံးသမားစိကြိုသမားတွေတဲ့စေးဝါးလေးတွေထည့်ပေးွားတာမျိုးတွေနောက်တစ်ခုက special care အနေနဲ့ဆိုရင်ဓာစာထုတ်လေးတွေဝမ်းပြောင်းဝမ်းလျှော့ဖြစ်မှာဆိုလို့ဝမ်းပိတ်ဆေးတွေဓာစာဟုတ်လေးတွေပြည့်ခါကြရင်ကိုဝင်ဆောင်အမျိုးသမီးတွေအတွက် prenatal vitamins လေးတွေနော်ကလေးငယ်လေးတွေအတွက်ဆိုရင်ဘာရှိမလဲကလေးလေးတွေတောက်ရမယ်စိတ်တော့ကလူကြီးတောက်တဲ့ paracetamol တိုက်လို့မရကလေးလေးတောက်လို့ရမယ်ဓာစာထုတ်လေးတွေရှိတယ် probiotic မှုန့်လေးတွေရှိတယ်ကလေးတောက်မဲ့ဖျားချစေလေးအဲ့ဒါလေးတွေစောင့်ဝါမယ် multivitamin လေးတွေစောင့်ဝါမယ်အဲ့လိုမျိုးလေးတွေပေါ့နော်ကိုကထိခိုက်တယ်ဆိုပြီးထိခိုက်တယ်အတွက်ဆေးတွေကြီးပဲသွားစဉ်းစားလို့မရဘူး ငလင်ရဲ့နောက်ဆက်တွဲကြောင့်ငိုကိုရှိပြီးသားယောဂါတွေပိုဆိုးပြီးတော့အသေးပြောက်များလာနိုင်တယ်အဲ့ဒါကြောင့်အဲ့အတွက်ဆေးတွေပါကကော်ရဖြစ်အောင်ထည့်ပြီးပြင်ဆင်သွားရမယ်ဆေးကုသမှုပေးနေတဲ့ဆရာဝန်တွေတုံးရင်လုံမဲ့ပစ္စည်းကရိယာတွေဆေးဝါးကရိယာတွေအများကြီးအက်လာလက်အိတ်တွေလာမျိုးစုံပေါ့နော်အဲ့အရာတွေအကုန်လုံးကိုလည်းလှူပေးဖို့တင့်တော်ပါတယ်စဉ်းစားလို့ရပါတယ်နော်ပြီးတော့နောက်ပါရရှိအောင်လဲဆိုရင်အစားအသောက်ကတော့ထုံးစံတိုင်းပဲချက်ပြုတ်ပြင်ဆင်သွားတာအဆင်မပြေဘူးနော်ရာသီဥတုကလည်းပြင်းထန်နေဖြစ်တဲ့အရက်ကလည်း ူတဲ့ဒေတာဖြစ်တဲ့တဲ့စိတ်တို့ကဒီအတင်စားနေမှာမဟုတ်လဲမချက်ပြောက်ပါတည်းကျွတ်တွန်းတို့စီတို့ဆန်တို့စသဖြင့်အဲ့လိုမျိုးလုံမလားအဲ့လိုမျိုးလှူမလားပေါ့အရေးကြီးရတော့အတန်ရှင်းဖို့ပဲနော်ပြီးရင်တောက်တုံးကြီးကိုတန်တန်ရှင်းရှင်းလုပ်ပေးနိုင်ဖို့ပြက်ခါကြရင်ကလိုရင်းခက်ပြီးသုံးလို့ရမယ်နော်ကလိုရင်းမှုတ်တွေရေတန့်ဆေးမှုတ်တွေဒါတွေပေးလို့ရမယ်အဲတက်နိုင်တဲ့သူတွေတက်နိုင်တဲ့လောက်ဒီရေတန့်ဆက်တွေဘာတွေလုပ်ပေးမလားပေါ့နော်ကိုကဟိုကိုက အုံလေးတစ်ချက်တန်တိုင်းအုံလေးတစ်ချက်တိုက်ကြီးတစ်လုံးလောက်တန်တိုင်းတိုက်ကြီးတစ်လုံးလောက်ပေါ့ကို့ထွားနေကိုလေအဓိကရဲကြည့်နေတဲ့သူတွေလည်းကို့မပိုင်ပြတာပဲကို့ဘလောက်ပဲကုနိုင်ကုနိုင်ကုပေးဖို့ပဲနော်နေထိုင်တာဆိုလည်းခုနပြောလို့အခင်းဆိုလည်းဟိုဘာဆိုပြုတ်ပြက်တဲ့ချိန်မှာလူပြေးလာတယ်ခင်းရလည်းကောက်ကောက်မုံမရှိရတူတီအများကြီးပဲရှိတယ်နော်အခင်းနေဆိုလည်းကောက်ကောက်မုံမုံလေးတွေအောက်ကတဲတွေမြေကြီးချိန်မှာအိတ်နေတာကိုကိုတိုင်းတွေးခဲ့ရတာဦးအဲ့တော့အခင်းကောက်ကောက်လေးတွေသူတို့တွေက ဒီရှင်နေမတိုင်ခင်တော့အကောက်မုံမုံကိုယ့်အိမ်ကိုပါနေနေရသူတွေလေအဲ့တော့စိတ်ပိုင်းဆိုင်ရာမှာလည်းအများကြီးထိခိုက်ယူရင်းနေတယ်အဲ့တော့တို့ကိုလည်းကျင်နာစွာနဲ့ယင်းနီးစွာနဲ့သိရမလားအကျိုးမြတ်ထုတ်ဖို့ထူတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့သွားရောက်စေချင်ပါတယ်ဒီ dead body တွေကနေပြီးတော့ဖြစ်နိုင်တာဒီ dead body ရေရှိတဲ့ရင်ကောင်းနေချင်းနေလာမှာပြီးရင်ကြွက်တွေဒါတွေကိုစားမယ်ကြွက်တွေလာမယ်ဆိုတော့ ခြင်ကဖြစ်တဲ့ယောဂါဆိုရင်အမှငှက်ဖျားသွေးလွန်တုပ်ခွေးကလေးလေးတွေပါတယ်ဖြစ်နိုင်တယ်နော်ပြီးရခါကျရင်ယင်ကဖြစ်တဲ့ဝမ်းပြောက်ဝမ်းရှော gastro enteritis တွေနော် GE လို့ခေါ်တာပေါ့ဒီအဆိုင်ဦးလမ်းကြောင်းယောဂါတွေအကုန်ဖြစ်နိုင်တယ်ကြွက်ကလာမယ်ဆိုရင်ကြွက်ကတဆင့်ကူးဆက်တဲ့ယောဂါတွေ leptospirosis လို့ခေါ်တဲ့ယောဂါအများကြီးဖြစ်လာနိုင်တယ်ပတ်ဝန်းကျင်ကွာ ဒီဘယ်လိုပြောမလဲဒုက္ခတွေဒီ sorry ဒီငလင်တန်းတင့်ပြည်သူတွေနေတဲ့နေရာပေါ့နော်အဲ့နေရာပတ်ဝန်းကျင်ကိုလည်းတန်ဖောင်းကိုလည်းတန့်ရှင်းအောင်လုပ်ခွင့်ယူစာမှာအရင်တော့ကိုယ့်အိမ်ကိုယ့်နေရာလေးတန့်ရှင်းရအခုအဲ့လိုမဟုတ်အများစုနေရအများစုချက်ချက်ကိုကပစ်တဲ့အမိုက်သူကပစ်တဲ့အမိုက်အဲ့လိုမျိုးရှိမှဒီပတ်ဝန်းကျင်မှာလည်းတန့်နေအောင်ကြွက်ဒီမလာအောင်ချင်းရင်နေအောင်အဲ့ဒါတွေကလည်းခွင့်ယူစာရမယ်အကုန်ဖြစ်နိုင်တဲ့ယောဂါ Federal bones disease လို့ခေါ်တာပေါ့လေဘယ်လိုခွင့်ယူစာရခြင်းလဲဆိုနံပါတ်1ချက်ကတော့တန့်ရှင်းမှုက အဲ့ဒါကို queue site စီစဉ်တယ်နံပါတ်1ဘာတန်းရမလဲအစာတန်းရေတန်းလက်တန်းကိုနေထိုင်တဲ့ပတ်ဝန်းကျင်တန်ရှင်းမှုအဲ့ဒါကို queue site စီစဉ်တယ်အဲနံပါတ်2ချက်ကကြတော့ကိုတောက်တုံးနေတဲ့စေဝါတွေစေဝါတွေကိုမပြတ်မလတ်အောင်လိုအပ်ရင်လည်းလိုအပ်တယ်လို့မျိုး speak out လုပ်ပြီးတောင်းခံနိုင်တယ်အဲဥမာစိတ်နှိုးလိုမျိုးအများကြီးလှူဒန်းနေရတဲ့သူရှိအခုဆိုရင်စိတ်နဲ့ခွန်ရှိရှိခွန်မဆိုရင်3300မတီငွေနဲ့အတူ ဒီမန္တလေးရဲ့စကိုင်းဘက်တွေကိုစေဝါတွေနော်စေဝါပစ္စည်းပေါ့စေဝါတွေရောပစ္စည်းတွေရောရေတွေရောအများကြီးတွားလှူသွားဖို့ရှိတယ်အဲ့တော့ဒီလိုမျိုးလှူပေးနေတဲ့သူအများကြီးရှိတဲ့အတွက်ကိုကလိုအပ်တာကို တကယ်လိုအပ်တယ်လို့မျိုးစပီကာလုံးဒါတော့ရပါတယ်လေးဆိုပြီးတော့ချိန်မိတ်မနေပါနဲ့เนาะတယောက်ထင်ထိတဲ့လောက်စိတ်တို့ပြည်သူတွေအထင်နာပါတယ်ဒါကြောင့်မလို့ကိုဘာလို့ကိုပုံမှန်သုံးဆွဲနေတဲ့စေးလိုအပ်ချက်ကိုလည်းပြောပါကျမရဲ့ပြဿနာတစ်ခုခုရှိပြီးဆိုရင်လည်းဒီတိုင်းမနေပဲနဲ့ဘယ်သူကကူညီပေးနိုင်မလဲအကုန်လုံးဝိုင်းပြီးတော့စပီကာလုံးဖို့ပေါ့เนาะအဲ့တော့တန်ရှင်းမှုစေဝါပစ္စည်းစေးတွေကိုပေါ်ပေါ်မရောတောက်ဖို့ပေါ့เนาะပြီးနောက်တစ်ခုကကြတော့ဟိုစိတ်ထဲမှာလုံးဝ ပြိုလဲပျက်စီးသွားတာမျိုးမဖြစ်ပါစေနဲ့ပေါ့နော်မဖြစ်စေချင်ထိခိုက်မယ်ဆိုတော့တည်တယ်ကိုစိတ်လျှော့လိုက်ရင်အဲကိုဝိုင်းကူနေတဲ့သူတွေအဲကိုကောင်းစေချင်လို့ပေါ့နော်မျှော်လင့်နေတဲ့မြန်မာပြည်သူတွေရဲ့အဲမျက်နာတွေကိုပြန်ပြီးတော့မြင်အောင်စေချင်ပါတယ်စိတ်တို့ပြည်သူတွေအားလုံးကအခုငလင်တောင်ခံခဲ့ရတဲ့လူတွေလူတွေအားလုံးကိုကြမ်းကြမ်းမှမှာ အကောင်းပကတိတိုင်းစိတ်နှလုံးမထိမခိုက်တိုင်းပြန်ပြီးတော့မြင်ကျင်ကြပါတယ်အဲ့လိုမြင်ကျင်ကြလို့လည်းအကုန်လုံးကကိုတက်နိုင်တဲ့လောက်ပြားပန်းခက်စူးစမ်းနေကြပါတယ်ကူညီပေးနေကြပါတယ်အဲ့တော့တန်ရှင်းမှုစေဝါတွေယူဆိုင်တဲ့ပြင်ကိုစိတ်နှလုံးလေးကိုလည်းတက်နိုင်သမျှအားတင်းပြီးတော့ဟိုရှေ့လျှောက်ဆက်ပြီးတော့ရုန်းကန်ပေးပါရှိနေပေးပါလို့ဆင်ရတော့မှာရှင်ပါတယ်ရှင်